ကျွတ်သေးဘူးရောက်ကြတယ်ကျွန်တော်နားမလည်ခဲ့ဘူး။ဆရာရဲ့ကျွတ်သေးဘူးရောက်တာဘာလို့လဲဆိုကျွတ်သေးပန်းထားတဲ့အစားအစာကိုစားမိလို့ဖြစ်တာပါအဲ့လိုပြောခဲ့တယ်။ဒီဟာလေးကိုကြည့်နေတဲ့လူတွေလည်းသိအောင်လို့ကျွန်တော်ပြောပြတာပါ။ကျွတ်သေးဘူးဆိုတာကျွတ်ကနေပြီးတော့ကိုစားမဲ့အစားအစာကိုတေးပန်သွားတဲ့ခါတော့လည်းကိုဝိမဲ့ဝေစားဖို့ကြွက်ကတေးပန်သွားရင်တော့လည်းကောင်းအဲ့ယောဂကူးဆက်နိုင်ပါလေ။ဘောင်းမတူနိုင်ဘူး။ဘောင်းမတူနိုင်ပြီးတော့မတက်ကိုမရနိုင်ဘူး။ ကျွန်တော်မတည့်ရတဲ့ပြစ်လဲတယ်။ခေါင်းထူလို့မရအောင်အစားစားရင်ကျွန်တော်ပက်လက်စားရတယ်။ဆံဝင်တဲ့အဆူရယ်။ဦးလေးတဲ့ဦးလေးအစားစားရင်ပက်လက်စားရပါဘူး။ဒါပေမဲ့ကျွန်တော်ကခေါင်းမမထူနိုင်ပါဘူး။အဲ့တော့ကျွန်တော်ကခေါင်းထူနိုင်မှုအတွက်ဒီလိုမှကြိုးစားလို့မရအောင်ကျွန်တော်တို့ဘယ်လိုပုံလဲဆိုတော့တော့တော့ ਈ ကန်စားပါတယ်။ကျွန်တော်ကျွန်တော်ကန်စားခဲ့ရတယ်။တော့ ਈ ကန်စားရောက်တရမှာတဲ့69ရောက်ကတည်ကြပါတယ်။အဲ့ဒီယောဂါ ကြုံခဲ့ပါတယ်ကျွန်တော်ဟိုဒီအင်္ဂလိပ်ဆရာဝန်တွေပေါ့နော်ကျွန်တော်ဟိုဆေးရုံတစ်ခါတက်ကပါတယ်ဒါကကျွန်တော်ဟိုလည်းမဆမ်းမဆေးရုံပေါ့အပြင်ကျွန်တော်တို့ဆေးရုံကျွန်တော်ထုခုဆေးကန်းနေမှာကျွန်တော်၅ခု၆ခုလောက်တက်ခဲ့တယ်ကျွန်တော်တို့ကဘာယောဂလို့ပြောခဲ့ အပဲသူတို့လိုအပ်တဲ့ဆေးဝါးတော့သွင်းပေးနေတယ်ဘာယောဂါဆိုတော့မပြောဘူးအဲနောက်ဆုံးကြတော့မှကျွန်တော်ကျွန်တော်ဆရာဆရာကျော်ရင်ကျော်ဦးကျော်ရင်ကျော်ပေါ့နော်သူကနေပြီးတော့သူ့ရဲ့ပညာပေါ့နော်ဒါတော့ကျွန်တော်တို့မသိနိုင်တဲ့ပညာတွေပေါ့ဒိုက်တာတဲ့ဒိုက်တာဒိုက်တာယောဂါအုံအောင်လည်းဆိုင်အောင်ကျော်လည်းဆိုင်နေအဲ့လိုပြောပြီးနောက်နေမှာပဲကျွန်တော်ဆံမြဆေးရုံကဆံဝင်ကြီးက ကျွန်တော်ကျွတ်သေးဘူးရောလို့ပြောပါတယ်ကျွတ်သေးဘူးရောကတော့ကျွန်တော်နားမလည်ခဲ့ဆရာရဲ့ကျွတ်သေးဘူးရောကဘာလို့လဲဆိုကျွတ်သေးပန်းထားတဲ့အစားဆောင်စားမေးလို့ဖြစ်တာပါအဲ့လိုပြောခဲ့အဲ့တော့ကျွန်တော်ကဒါကတော့ဘုဒ္ဓတာပါနောက်ဒီဟာလေးကိုကြည့်နေတဲ့လူတွေလည်းသိအောင်လို့ကျွန်တော်ပြောပြတာပါကျွတ်သေးဘူးဆိုတာကျွတ်ကနေပြီးတော့ကိုစားမဲ့အစားဆောင်တေးပန်းသွားတဲ့ခါတော့လည်းကော ကိုဝိမဲ့ဝေစားဟူကြွက်ကသေးပန်းသွားရင်တော့လည်းကောင်းအဲ့ယောဂကူးဆက်နိုင်ပါလေပိုတော့ဆိုတော့ပလေယောဂါလို့ခေါ်တာပေါ့ဒါကကျွန်တော်ကဘူးဒရာလေးဖြန့်ပြီးတာပါကျွန်တော်လည်းဒီခံစားခဲ့ရပြီကျွန်တော်ဆိုလုံးဝမထက်ဟိုဘယ်ဘယ်လက်နေတာပဲနေရခေါင်းမထောင်လို့ဒါတွေကတော့ဟိုကျမ်းမအေးရကျွန်တော်ဘူးဒရာလေးပြန် share ပြီးတာပါအဲ့ဒါလေးကိုတီးပြီးတော့ကိုစားမဲ့အစားစားလေးကိုဝိမဲ့ဝတ်စားလေးကိုစီးမဲ့ဖက်လက်ကလေးတွေမှာ အဲဒီလိုလေးရှိနေရင်ခဏမှာခဏကဘာကြောင့်ဖြစ်လာလဲဆိုတော့ခြေထောက်မှာအနာရှိနေတယ်ကြွက်ကတေးပန်းသွားတယ်ကိုကမကြည့်နိုင်ဘူးအဲ့တော့ကိုကစီးမိလိုက်လို့ရှိရင်လည်းယောဂဖြစ်တတ်ပါတယ်ကိုဝေတဲ့ဝေစာဘာကြောင့်ဖြစ်လဲဝေတဲ့ဝေစာလေးကျွန်တော်ချွေးဝေစာလေးချွေးဆိုလို့ကျွန်တော်တန်းလေးမှာလှမ်းလိုက်မယ်အဲ့တော့ကြွက်ကဖြတ်သွားရင်တေးပန်းသွားမယ်ကိုပြန်ဝေတဲ့အခါမှာဖြစ်နိုင်ပါတယ်ခုနကလိုအစားတော့ဆိုတော့လည်းစားတဲ့တောက်တဲ့အခါမှာကိုကမကြည့်နိုင်ဘူးအုပ်ဆောင်တော့အုပ်ထားတယ်ဒါပေမဲ့ကြွက်ကအဲ့အုပ်ဆောင်မတက်သွားရင်ကျက်တေးပန်းသွားရင်လည်း ဖြစ်တတ်ပါတယ်လို့အဲ့ဒါလေးအလုံးစင်ကြီးပြီးတော့တည်နိုင်အောင်လို့ကျွန်တော်ကဒါဖြန့်ဟိုမြောက်မြောက်ဝင်ပြီးတာပါဟုတ်ကဲ့ခေါင်းမတူနိုင်ဘူးခေါင်းမတူနိုင်တဲ့ပြည်ကိုကျွန်တော်မတက်ကိုမရဲနိုင်ဘူးကျွန်တော်မတည့်တဲ့ပြစ်လေတယ်။ခေါင်းထူလို့မရအောင်အစားစားရင်ကျွန်တော်ပက်လက်စားရတယ်။ဆံဝင်နဲ့အဆူရယ်။ဥလေးတဲ့ဥလေးအစားစားရင်ပက်လက်စားရပါဘူး။ဒါပေမဲ့ကျွန်တော်ကခေါင်းမမထူနိုင်ဘူးလေ။အဲ့တော့ကျွန်တော်ကခေါင်းထူနိုင်မှုအတွက်ဘယ်လိုမှကြိုးစားလို့မရအောင်ကျွန်တော်တို့ဘယ်လိုပါမလဲဆိုတော့ တို့ကရောကြီးကန်စားပါလေကျွန်တော်ကျွန်တော်ကန်စားခဲ့ရတာလေကရောကြီးကန်စားဒီခေါင်းမတူနိုင်လဲဟာကြီးอ่ะဘလို့မှကျွန်တော်စီးချွေမြန်ကျွန်တော်စီးချွေရှိတယ်စီးချွေမြန်တက်လို့လားသွေးမြန်တို့လို့လားကြလို့လားဆိုတော့သွေးလည်းမတူသွေးလည်းမကြောက်စီးချွေလည်းမတက်ဘူးဒါပေမဲ့အဲ့ဒါကြီးကသွေးပြူးတွေများသွားတယ်ဘလို့သူကဒီကြက်သေးနဲ့ပတ်သက်တဲ့အောင်စားမိတဲ့အတွက်ပေါ့နော်ဒီနှလုံးမှာသွေးပြူးတွေများတယ်အုံနောက်မှာသွေးပြူးတွေများတယ်ဒီကြောက်ကတ်တို့အသေးတို့အဆုတ်တို့ကစားအကုန်လုံး သိမှုတွေပြန့်သွားတဲ့အတွက်ဒါကျွန်တော်အဲ့လိုဖြစ်လာတာဟုတ်ကဲ့လားဒါပေမဲ့ကျွန်တော်ကတော့ကျွန်တော်ကိုကျွန်တော်ထင်တယ်ဘာလို့တင်လဲဆိုတော့ကျွန်တော်ကကျွန်တော်သူများကိုအများကြီးကူညီခဲ့တယ်ဥမာပေါ့ဆရာဒူးရညောဈေးကမှာဈေးလာကူတဲ့လူတွေကိုကျွန်တော်ကူညီခဲ့တယ်အဲ့ပါဆရာဦးကျော်ရင်ကျော်စီမှာဈေးလာကူတဲ့လူတွေကိုလည်းကျွန်တော်ကူညီခဲ့တယ် အဲ့လိုမျက်စိကွဲမဲ့လူတွေကဥမာပရာဟိတလောက်တာပါမလုတ်ခင်ကလည်းမျက်စိကွဲမဲ့လူတွေကျွန်တော်လိုက်ပို့ပေးတယ်ဒါပေမဲ့ကျွန်တော်ငွေရတော့မပါဘူးကျွန်တော်လိုအားတယ်လည်းကူညီပေးတယ်လူတွေလူတွေရဲ့အဲ့လိုပေါ့နော်တမ်းမာရေးလေးတွေကိုကျွန်တော်ကူညီပေးကျွန်တော်ဆူတောင်းခဲ့တယ်ကျွန်တော်ကျမ်းမာရေးဖြစ်ခဲ့ရင်ဆရာကောင်းနဲ့တွေ့ပါပြီဆေးကောင်းနဲ့တွေ့ပါပြီဆိုပြီးတော့ကျွန်တော်ရဲစုကောင်းနဲ့ပါအဲ့အတွက်ကျွန်တော်ကကျွန်တော်ကိုကျွန်တော်ကြုံတယ်ကျွန်တော်မတည်သေးဘူးဟုတ်တယ်ဟုတ်ပါတယ်ဟုတ်ပါဒါပြောမယ်ဆိုတော့ဘယ်သူမှလည်းမသိမယုံရဘူးဒါကျွန်တော်တို့ခရုံးကဆိုတော့ ဟိုဆရာဝန်နေပြောတာပလိယောဂါလို့ခေါ်တာပေါ့ဒီကျက်ဒိဋ္ဌန်နေကုသဆက်ယောဂါပလိယောဂါလို့ခေါ်တာဒါပေမဲ့အခုခေတ်မှာလည်းရှားပါပါတယ်ဒါကျွန်တော်ကန်ဆယ်လို့ဖြစ်သွားတာပေါ့အဲ့ချိန်မျိုးဖြစ်သွားတာပေါ့အမှန်တကယ်ကျွန်တော်လက်ရှိတွေ့ချင်တာကကျွန်တော်ဘုမျက်စိနဲ့ပတ်သက်တဲ့လူရှင်တွေမျက်စိကွဲရှင်တဲ့လူတွေမျက်စိပြချင်တဲ့လူတွေကိုကျွန်တော်ဘယ်လိုကူညီပေးရမလဲအဲ့ဒါလေးပဲကျွန်တော်ခေါင်းထဲမှာတွေးပါတယ်ဟုတ်ကဲ့ဒီရောက်တရားမှာတဲ့69ရောက်ကတည်ကြပါတယ်အဲ့ဒီယောဂါ တမကျွန်တော်ကံကောင်းတာပဲ။တိနောက်ကြလို့အဲကျွန်တော်ကတော့မဟုတ်ဘူး။ဘာကံကောင်းလဲဆိုတော့ကျွန်တော်စတဲ့တဲ့ဆေးရုံကဆံအောင်ဆံမကြီးကျေးဇူးတင်ပါတယ်။အဲသူတို့ကကျွန်တော်ကိုဘာယောဂရဲ့လူတို့နာမည်မတက်ဘူး။ဒါပေမဲ့ကျွန်တော်ရောက်တာနဲ့သူတို့က easy ကြီးနေရိုက်တယ်။နာမည်နေရိုက်ပြီးကျွန်တော်ကိုဘုဒ္ဓစီတွေတွင်းပေးလိုက်။တနေ့ဆက်ကြောင်လုံးတွင်းရ။ဘုဒ္ဓစီရ။ဟုတ်ကဲ့။ဒါပေမဲ့ကျွန်တော်တို့အဲ့တန်နေကြောင်းကျွန်တော်ခေါင်းမထောင်နိုင်ရလား။ အဲဒါမဲ့ဒါမဲ့ကျွန်တော်ဒီမင်းစားနိုင်တယ်မိနိုင်ဘူးဒီမင်းစားနိုင်တယ်ဒါပဲကျမ်းမအေးကြောင့်ပေါ့အဲ့ဒါကြောင့်ပဲ ကျွန်တော်ကိုကျွန်တော်မထူးနိုင်မထူးမထူးနိုင်လို့ထင်တာပေါ့ဒါပေမဲ့ဆရာကျွန်တော်နောက်ထပ်ဆရာမကြီးကပြောတော့ဦးအမင်းကိုအသက်ကယ်တာအဲ့ပုသက်စီတွေအသက်ကယ်တာအဲ့လိုပြောတာပဲကျွန်တော်ကတော့အဲကျွန်တော်ကလူပညာလို့တော့လုပ်ချင်တာတော့လူပညာလို့ပေါ့ဗျာဒါပေမဲ့ဟိုဒီခေတ်ကာလအချိန်တွေကလူပညာလို့ကလည်းကျွန်တော်တို့တော့ရိုက်တဲ့ကားတွေကလည်းဟာတာကားတွေရိုက်တယ်အရှင်ကားတွေနဲ့ ကျွန်တော်တို့က action ကားရိုက်မှာကျွန်တော်တို့ကုလူကျန်လူကျန်တွေပါကြတာပေါ့အဲ့တော့ဒါပေမဲ့ဒါကအပြစ်ပြောတာမဟုတ်ပါဘူးဒါကျွန်တော်တို့ရဲ့ဒီဒလေပေါ့ဘုံစံလေးဖြစ်နေရတဲ့အဲလူပညာလုံးနဲ့ပတ်သက်လို့ဖိုင်မယ်ဆိုရင်ကျွန်တော်လူပညာလုံးတွေလုပ်ချင်ပါတယ်အဲလူပညာလုံးရင်းနဲ့ခုနလိုပေါ့ကျွန်တော်အခုလုပ်ချင်တဲ့ pride ကလုပ်လေးတွေကိုကျွန်တော်ဆက်လုပ်သွားမယ်လို့ကျွန်တော်မတည်ခင်အထိပေါ့နော်လုပ်သွားပါမယ်လို့ဒါပါဒီပြေးပါတယ်